်မင်္ဂလာပါရှင်ဒီနေ့အတူတူလေးလာဆင်ခြင်ဖို့ရွေးထားတာကတော့တမန်တော်ကြီးရှင်ပေါလုရဲ့နောက်ဆုံးမှကြားချက်တွေလို့ဆိုနိုင်တဲ့ကျမ်းပိုက်တစ်ခုပါဒီမောက်တေဩဝါစာစာဒုတိယဆောင်အခန်းကြီး၄ပေါ့သူရဲ့ဓမ္မအမှုတော်ခရီခရီးစဉ်ကြီးအဆုံးတက်ခါနီးကသူရဲ့အတွေ့တွေ သုံးသက်ချက်တွေမာတန်းချွေရာတွေပါဝင်နေပါတယ်ဒီနေ့ကျွန်တော်တို့သုံးသက်မဲ့အချက်တွေကတော့ the wise believers ကပြုစုထားတဲ့မှတ်စုတွေကို အခြေခံပါတယ်ကဲရှင်ပေါလုလိုပုဂ္ဂိုလ်မျိုးရဲ့နောက်ဆုံးစကားတွေကနေပါရီသင်ယူနိုင်မလဲဘလို့ထိုးထွင်းဉာဏ်တွေရနိုင်မလဲကြည့်ကြရအောင်နော်ဟုတ်ကဲ့စေဝန်စားစရာအကြောင်းအရာတစ်ခုပါ ဒီခန်းကြီးရဲ့အစအခန်းငယ်1နဲ့9မှာလေ ရှင်ပေါလုကတိမောသဲကိုတောင်းဝန်တစ်ခုပေးအပ်တဲ့ပုံကတော်တော်လေးလေးနဲ့တင်းကျပ်တဲ့လေတာနဲ့စရတယ်နော်။ဖီးယားသခင်ရှေမောင်းနိုင်၎င်းသခင်ယေရှုခရစ်ရှေမောင်းနိုင်၎င်းငါဒီတင့်ကိုအချက်အသေးမှထားဒီကဆိုပြီးတော့လေ။ဟုတ်ကဲ့။အဲ့လီလိုအလေးနဲ့စကားခံပြီးမှအဓိကမားလိုက်တာကတော့နှုတ်ကပတ်ရတော်ကိုဟောပြောလို့ဆိုလာပဲ။အချင်းခါတင့်ဒီဖြစ်စေ မတင့်တယ်ဖြစ်စေအမြဲတမ်းအတင့်ရှိနေဖို့ပေါ့อืมအဓိကတာဝန်ကိုပြန်အမှတ်ပေးတာမျိုးပေါ့ဟုတ်ကဲ့ပြီးတော့ဟောပြောတဲ့အခါဘလို့စိတ်တက်နေဟောရမလဲဆိုတာကပါဆက်ပြောထားတယ်အလွန်စိတ်ရှည်ရမယ်အစစ်မပြတ်တွန်တင်ရမယ်အပိကိုဖော်ပြရမယ်ဆုံးမရမယ်တိုက်တွန်းရမယ်ဆိုပြီးတော့လေအကုန်လုံးပါတယ်ဗျာဟုတ်ကဲ့ဒီမှာကျမတလိထားမိတာက အချင်းခတင့်တီဖြစ်စီမတင့်တီဖြစ်စီဆိုတာပဲဒါကအချင်းနေကောင်းမှလူတွေနားထောင်ချင်တဲ့အချင်းမှလုံးဖို့မဟုတ်ဘူးဆိုတဲ့သဘောလားအဲ့ဒီလိုဆိုလိုတာပါပဲအမြဲတမ်းသစ္စာရှိရှိတည်တောင်းဝန်ကိုလုပ်နေဖို့ပေါ့ဒါကြောင့်လဲဆိုတော့အမ် तू ကနောင်လာမဲ့အချင်းနေတခုကိုကြုံမြင်နေလို့အော်ဘယ်လိုအချင်းနေမျိုးမြင်နေလို့လဲအခန့်ငယ်3နဲ့4မှာရှင်းရှင်းလင်းလင်းပြောထားတယ်ဗျအเจ้าမူကနောင်ကာလနိုင် လူတို့ဒီစင်ကြယ်သောဩဝါဒကို နားမခံနိုင်ပေတဲ့။အင်း။ရာတတော်နာရှိလျင်မိမိတို့တတ်မှတ်ချက်အတိုင်းကိုယ်လိုတို့လာ၍ဆရာများကိုဆုထားကြလိမ့်မည်။ရတတ်တော့နားတယ်ပုံဖော်တာတော်တော်မြင်သားတယ်เนาะဆိုတော့နူတွေကခက်ခဲတဲ့အမှန်တရားတွေကိုယ့်အမားကို ထောက်ပြတာမျိုးတွေမကြားကျင်တော့ဘူးဟုတ်တယ်ကိုယ်စိတ်တိုင်းကြပြောပေးမဲ့ကိုယ့်အလိုကိုလိုက်ပေးမဲ့ဆရာတွေကိုပဲရှာကြတော့မယ်ဆိုတဲ့သဘောပေါ့အတိအကျမယ် ကိုကြိုက်တာကိုပဲရွေးနှားထောင်မယ်ကိုအမြင်ကိုပဲထောက်ခံတဲ့အတန်ကြီးကိုပဲစုမယ်အခုခေတ်အခုချင်းပိုလိုမျိုးမောဒါကိုရှင်ပေါလောက်ကကြုံမြင်ခဲ့တာအော်ဒါကြောင့်မို့ဒီမောတိကိုအခြေအနေဘလိုပဲဖြစ်ဖြစ်လူတွေဘလိုပဲတွန့်ပြန်တွန့်ပြန်တမတရားကိုတစ္ဆာရှိရှိဆက်ဟောဖို့ဒီလောက်အလေးနက်မားနေတာကိုဟုတ်ကဲ့လူကြိုက်များမှုနောက်ကိုမလိုက်ဖို့တစ္ဆာတရားပါမှာပဲယက်တိဖို့လိုတယ်ဆိုတော့ ပြင်းပြင်းထန်ထန်တတိပေးနေတာကွာဒါဆိုဒီပထမပိုင်းကနေအဓိကရနိုင်တဲ့သင်ခန်းစာကတော့အဖျားဒီချားကနေလူကြိုက်နဲနိုင်ပေမဲ့လည်းအမှန်တရားကိုမကြောက်မရွံ့စုတ်ကင်ထားဖို့ဟောပြောဖို့ပဲနော်ဟုတ်ပါတယ်အဲ့ဒီလိုသစ္စာရှိဖို့အတွက်အခန်းငယ်ငါးမှာထပ်ပြီးအားပေးထားသေးတယ်တမတတိရှိဖို့ဒုက္ခခံဖို့တတိယကောင်ဟောပြောတဲ့အမှုကိုဆောင်ရွက်ဖို့အမှုတော်ကိုအကုန်အစင်လွတ်ဖို့ဆိုပြီးရောလေခန္ဓာကြီးရှိဖို့လိုတယ်ပေါ့ဟုတ်ကဲ့ ကဲဒါဆိုရင်တော့ကပိုင်ရှင်ပေါလူသူကိုသူပြန်သုံးတတ်တဲ့အရန်ပုကိုရေးဆိုင်ပြီးဆဲလူရှားဆရာကောင်းလက်အပိုင်အခန်းငယ်6ကရှိကိုဆက်ကြည့်ရအောင်ဒီမှာသူသုံးတဲ့စကားလုံးတွေကတကယ်ကိုမှတ်သားဆရာပဲဟုတ်အကြောင်းမူကယခုပဲငါဖြစ်ရစ်ဖြစ်ဖြစ်သွန်လောင်းခြင်းကိုခံရတော်မူငါဆုတဲ့ရဲ့အချင်းရလာပြီးဆိုပြီးစပြောတယ်အဲ့လဘာကိုဆိုလိုတာလဲရစ်ဖြစ်သွန်လောင်းခံရတယ်ဆိုတာလဲရစ်ကောင်ဘိုးကိုစပိရီတွန်လောင်းတဲ့ထုံဆန်းရှိတယ်အဲ့ဒီလိုပဲ ူအသက်တာကိုဖျားအတွက်ပူစော်တက်ကာလိုဆက်ကက်ခဲ့ပြီးပြီးအခုနောက်ဆုံးအနေနဲ့အသက်ကိုပါပေးဆက်တော့မယ်ဆိုတဲ့သဘောမျိုးပေါ့တော်တော်လေးနဲ့ကပုံကြီးပဲနော်ပြို့သူသူ့ရဲ့ခီးရှည်ကြီးကိုအားကစားသမားလို့ပုံဥပမာရင်းနဲ့ပြောသွားတယ်ငါဒီကောင်းသွားတိုက်ပွဲကို တိုက်ပြီဟုတ်တယ်ပြေးရသောခီးကိုအဆုံးတိုင်အောင်ပြေးပြီယုံကြည်ခြင်းကိုစောင့်ရှောက်ပြီဒီစကားသုံးခွင်သူ့မှာတော်တော်လေးပြီးမြောက်အောင်မြင်သွားပြီဆိုတဲ့ခံစားချက်မျိုးရှိနေပုံပဲအဲ့ဒီပုံမှာတုံးခုက တကယ်အားကောင်းတယ်။ကောင်းသောတိုက်ပွဲဆိုတာသူရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေစန့်ကျင်မှုတွေပေါ့။လွယ်ခဲ့တာမဟုတ်ဘူးလို့ပြောတာ။အင်းပြာသောခီးကိုအဆုံးတိုင်အောင်ပြေးပြီဆိုတာကသူ့ကိုပေးထားတဲ့တာဝန်သူ့လမ်းကြောင်းကိုအဆုံးထိတစ္ဆာရှိရှိရှောက်ခဲ့တယ်။ပန်းနိုင်ရောက်အောင်ပြေးခဲ့တယ်ဆိုတာပေါ့။ယုံကြည်ခြင်းကိုစောင့်ရှောက်ပြီးဆိုတာကတော့သူ့ကိုပိုင်ယုံကြည်ချက်လား။ဒါမှမဟုတ်ယေခရစ်ယာန်တွင်တဲ့ချက်တွေကိုဆိုလိုတာလား။အမ်ဒါကနှမျိုးလုံးခင်နိုင်တယ်ဗျ။ သူ့ရဲ့ကိုယ်ပိုင်ယုံကြည်ခြင်းကိုခိုင်ခိုင်မာမာစုတ်ကန်ထားခဲ့တယ်။ပြီးတော့သူ့ကိုအနှံ့ထားတဲ့တမတရားယုံကြည်ခြင်းရဲ့အနှစ်သာရကိုလည်းတစ္ဆာရှိရှိကာကွယ်ခဲ့တယ်။မစွတ်လွတ်ခဲ့ဘူးဆိုတဲ့အ idée ပဲလည်းရနိုင်တယ်။အရေးကြီးဆုံးအရာကိုသူထိမ့်သိမ်းခဲ့တယ်ပေါ့။ဩဟုတ်ကဲ့။ဒီသုံးချက်ကသူ့ဘဝကိုအတိတ်ကရှိရှိအသက်ရှင်ခဲ့ရတယ်ဆိုတာကိုပြနေတာပေါ့နော်။ဟုတ်ပါတယ်။ A life well lived ပေါ့။အတိတ်ကိုအဲ့ဒီလိုယုံကြည်မှုနဲ့ကြည်နိုင်တယ်လို့အနာဂတ်အတွက်လည်းမျှော်လင့်ချက်အပြည့်ရှိတယ်။ ဟုတ်အနာဂတ်တော့ဘာမျောလင်းချက်ရှိတယ်လို့သူပြောလဲအခန်းကြီးချက်မှာလဲယခုမှစရွေဖြောင်းမှချင်တဲ့ဖူဒီနာဖို့တိုထလျရှိတဲ့အဲ့ဒီတဲ့ဖူကိုတရားဖြစ်စီရင်တခင်ဗျာကသူ့ကိုချိမြင့်မယ်လို့ဆိုတယ်ဖြောင်းမှချင်တဲ့ဖူအံပွဲရတဲ့အားကစားသမားကိုပေးတဲ့ဆူလို့မျိုးပေါ့ဟုတ်တယ်ဖျားသခင်ရဲ့အတိမတ်ပြုမှုဆူလာပေါ့ဒါကသူ့ကိုယ်တိုင်ကောင်းလို့ရတာတဲ့ ယုံကြည်ခြင်းအဖင်ရတဲ့ဖြောက်မှမှုရဲ့တစ္ဆာရှိရဲ့အသက်တာတက်ဖျားကပြီးမဲ့ဆုလာလို့နားလည်နိုင်ပါတယ်ဗျအဲ့ဒီဆုကသူ့တယောက်တည်းတည်းပဲလားအဲ့ဒါမဟုတ်ဘူးသူဆက်ပြောတာကငါအားတာမဟုတ်ကိုရောပေါ်ထွန်းတော်မူခြင်းကိုနှစ်သက်တော်သူအပေါင်းတို့အားလည်းချီးမြှင့်တော်မူမေတဲ့ဒါကတော်တော်အားရှိစရာပဲ ဟုတ်တယ်နော်ရှင်ပေါလုလိုသူစာရှိရှိအသက်ရှင်ပြီးသခင်ဖျားပြန်ကြော့ရတာကိုမျောလင့်နေတဲ့သူတိုင်းအသက်ဒီစုကရှိနေတယ်လို့သူအာမန်ခံနေတာဒါကကျွန်တော်တို့အခုဘယ်လိုအသက်ရှင်နေတယ်လဲဆိုတာနဲ့အနာက မျောလင့်ချက်ဘလောက်ဆက်ဆက်နေလဲဆိုတော့ပြောက်တာပဲဒါဆိုရှင်ပေါလုရဲ့ဒီစကားတွေကကိုကိုကိုပြန်မေးဖို့ဖြစ်လာတာပေါ့ငါရောဘယ်လိုပြင်းနေလဲငါရောအသက်တာအဆုံးမရောငါကောင်းဖို့တိုက်ပွဲကိုတိုက်ခဲ့ပြီး ငါခီးကိုဆုံးအောင်ပြေးခဲ့ပြီးယုံကြည်ခြင်းကိုစောင့်ရှောက်ခဲ့ပြီလို့ပြောနိုင်ပါမလားဆိုတာမျိုးလေအမှန်ပဲဗျကိုရဲ့ဦးစားပေးမှုတွေလွတ်ရတဲ့တစ္ဆာစောင့်တိမှုတွေကိုတတိမြေပြန်ဆန်းစစ်ဖို့ဖိတ်ခေါ်နေတာပါရည်ရွယ်ချက်ရှိရှိအသက်ရှင်ဖို့ပေါ့ဒီနေ့တစ္ဆာရှိမှအဆုံးမှမျောလင့်ချက်နဲ့ယက်တည်နိုင်မယ်ဆိုတာကိုတတိပေးနေတာကောင်းပါပြီ အခုနောက်ဆုံးပိုင်းပိုပြီးပုပ်ကိုရစန်းတံမာကြချက်တည်နှုတ်ဆက်စကားတွေပါတဲ့အခန်းငယ်6ကနေနှုတ်ဆက်မြင့်ကိုကြည့်အောင်ဒီမှာရှင်ပေါလို့ရလူသားစာနဲ့ဘက်ကိုပို့တွေ့ရတယ်နော်တီမိုသေးကိုငါထန်းတော့အမြတ်လာရန်စူးစမ်းလော့လို့ပြောတယ်ဒါသူ့ရဲ့အထီးကျန့်မှုကိုပြတာလားอืมဖြစ်နိုင်ပါတယ်သူကရောမှာအကျဉ်းတောင်နေပါလေတေရန်ကိုစောင့်နေရတဲ့အချိန်မျိုးမှာသူ့ရဲ့ယုံကြည်ရတဲ့တပည့်လို့ဖော်ဆောင်ပဲဒီမိုသေးကိုအနားမှာရှိစေချင်ပါဗောဟုတ်ကဲ့ ြီးတော့သူ့အကျင့်တွေကိုဆက်ပြောသေးတယ်ဟုတ်တယ်အခန်းငယ်ဆဲမှာဒေမာဆိုတဲ့သူအကြောင်းပြောထားတယ်ဒေမာဒီဤလောကကိုနစ်တယ်ယွငါ့ကိုစွန့်ပြစ်လဲတတလုံးနေမြို့တော့သွားပြီတဲ့ဝမ်းနဲ့စရာပဲနော်ဟုတ်တယ်ဗျာအခဲအခဲရောက်ချီမှာစွန့်ခွာသွားတာပေါ့ဒါပေမဲ့အားလုံးကတော့ဒီလိုမဟုတ်ဘူးဟုတ်လူကာကြံခဲ့တယ်နော်ဟုတ်ပါတယ်အခန်းငယ်ဆက်တင်မှာလူကာတယောက်သားနားနဲ့အတူရှိ၏တဲ့စိစရာလူကာကတော့တစ္ဆာရှိတယ် ဒါကအခက်အခဲကြုံလာတဲ့အခါတစ္ဆာဖောက်ခြင်းနဲ့တစ္ဆာရှိခြင်းဘလောက်ကွာတယ်လဲဆိုတာကိုပြနေတယ်။တေမားကလူကာကိုနှက်သက်လို့စွန့်သွားတယ်။လူကာကကြံ့နေတယ်။ပြီးတော့မာကုကိုလည်းခေါ်ခဲဖို့ပြောသေးတယ်။မာကုကိုတင်းနဲ့အတူခေါ်ခဲလို့သူဒီဓမ္မအမှုကိုစောင့်ရွက်ရနိုင်ငါ့ဘုအတော်ဝင်တော်သူဖြစ်၏တဲ့အဲ့ဒါစိတ်ဝင်စားစရာပဲဟိုရင်တမန်တော်ဝချူမဆိုဒီမာကိုကြောင့်ရှင်ပေါလုနဲ့ဘာနာဘာလမ်းခွဲခဲ့ဘူးတယ်လေဟုတ်တယ်ဟုတ်တယ်အခုကြတော့အတော်ဝင်တယ်ဆိုပြီးပြန်ခေါ်ခိုင်းနေပြီဒါကရှင်ပေါလုရဲ့ပြောင်းလဲလာမှု ခွင့်လွှတ်မှုပြန်လည်တည်မြတ်မှုကိုပြတဲ့လပါတယ်ဥပမာပဲဗျာအတိတ်ကဆင်မှုပြတာရှိခဲ့ပေမယ့်အခုမာကူရင်းချယ်လာတော့အတိမပြုပြီးအတူအမှုတော်ဆောင်ကိုခေါ်နေတာဆက်ဆံရေးတွေပြန်လည်ပြုပြင်လို့ရတယ်ဆိုတာပြတာပေါ့ဒီလူတွေအကြောင်းပြောပြီးတော့သူကလက်တွေ့ကြတဲ့ပစ္စည်းတချို့လည်းမားလိုက်သေးတယ်အခန်းငယ်73မှာလေဝစ်လုံရဲစာဆောင်တွေရဲအထူးသဖြင့်တားရီစားလေးတွေယူခဲ့ဖို့ပြောတယ်ဟုတ်ကဲ့ဒီရိုးရိုးလေးတောင်းဆိုချက်တွေအရှင်ပေါ်လူလည်း ကျွန်တော်တို့လိုပဲလူသားတယောက်ပါလားဆိုတာကိုပြန်တတိရစေတယ်ဝင်းလုံဆိုတာအချင်းထောင်ထဲမှာအေးလို့ဖြစ်မှာပေါ့อืมရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေပေါ့ဟုတ်ကဲ့စာအုပ်တင်တဲ့တိုင်းစာလစ်ဒီဒါတွေကစမ်းစာတွေဖြစ်ဖို့များတယ်တောင်းတာကြတော့သူအသက်ကြီးပြီးအချင်းချနေတဲ့အချိန်မှာတော့ဆက်ပြီးတင်ယူခြင်းစိတ်လေးစားခြင်းစိတ်ရှိနေတော့မယ်ဆိုတာကိုပြနေတယ်။အော်ဟုတ်ကဲ့တင်ယူခြင်းကဘယ်တော့မှမဆုံးဘူးဆိုတာမျိုးပေါ့ ဲ့ဒီသဘောပဲပြီးတော့ NDA သတိပေးချက်လဲပါသေးတယ် Alexandru ဆိုတဲ့ပန်းထိန်သမားအကြောင်းဟုတ်တယ်အခန်းငယ်စလီဆန်ကမှအဲ့ဒီလူက သူ့ကိုအများကြီးမကောင်းတာတွေလုပ်ခဲ့တယ်ပေါ့ဒါပေမဲ့သူကကိုယ်တိုင်ကလဲစားမချီဘူးဘုရားသခင်ပဲသူ့ကိုအပြစ်ပေးလိုက်မယ်လို့ဆိုပြီးတိမိုသေကိုတော့သူ့ကိုရှောင်ဖို့ပဲသတိပေးတယ် ဟုတ်ကဲ့သူကြုံခဲ့ရတဲ့ဆန့်ကျင်မှုတွေရဲ့ဥပမာတစ်ခုပေါ့သူကလူတွေစွန့်သွားတာဆန့်ကျင်တာတွေရှိပေမဲ့သူကဖျားသခင်အပေါ်မှာတော့ယုံကြည်မှုအပြည့်ရှိနေတော့မယ်နော်ဟုတ်ပါတယ်အခန်းငယ်7မှာအဲ့ဒါကိုရှင်းရှင်းလင်းလင်းပြောထားတယ်သခင်ဖျားသည်ငါးဘက်မှာရက်တော်မူကြီးငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူတယ်လို့သူယုံကြည်တယ် ်လူတွေစွန့်ခွာနေပြီမယ်ဖះကတော့သူ့ကိုပရမစွန့်မှာမဟုတ်ဘူးဆိုတော့ယုံကြည်မှုပေါ့อืมအဲ့ဒီယုံကြည်မှုကသူ့ကိုအားဖြစ်စေခဲ့တာပေါ့အဆုံးမှာတော့သူကမိတ်ဆွေတွေကိုနှုတ်ဆက်ကောင်းချီးပေးပြီးစာကိုအဆုံးသတ်လိုက်တယ်ဟုတ်ကဲ့ကဲဒီအခန်းကြီးတစ်ခုလုံးကိုပြန်ခြုံကြည့်ရင်လေဒီနေ့ခေယုံကြည်သူတွေအတွက်ဘလို့လက်တွေ့ကြတဲ့သင်ခန်းစာတွေထုတ်ယူနိုင်မလဲပထမဆုံးအချက်ကတော့ခုနကပြောခဲ့သလိုပဲလူကြိုက်များတာထက်သစ္စာရှိဖို့အရေးကြီးတယ်ဆိုတာပဲเนาะဟုတ်ပါတယ် ခုခေတ်မှာလူတွေကြားကျင်တာဖြုတ်ဖို့ကပိုလွယ်တယ်။ကိုကိုအစဉ်ပြေစင်းမဲ့ချမ်းသာအောင်မြင်မှုကိုပဲပြောတဲ့သတင်းစကားတွေကပိုးပြီးလူချိန်များနိုင်တယ်။ဒါပေမဲ့ရှင်ပေါ့လိုတတိပေတာကခက်ခဲပေမဲ့ဝိညာဉ်ရရာတိုးတက်ဖို့လိုအပ်တဲ့အမှန်တရားတွေကိုရေရဲဝုန်းဝန်းပြုတ်ဖို့လက်ခံဖို့လိုတယ်ဆိုတာပဲ။ကိုတိုင်ရောသူများကိုပြောတဲ့အခါမှာရောပေါ့။ဟုတ်ကဲ့။နောက်ထပ်ချက်ကကိုရီးယားပြည်ပွဲကိုပြန်ဆန်စစ်ဖို့လိုတယ်ဆိုတာရှင်ပေါင်လူသူ့ဘဝကိုပြန်ကြည့်တယ်လို့ပေါ့။ ငါခုဘလို့အသက်ရှင်နေလဲငါရဲ့ဦးစားပြမှုတွေမှန်ရဲ့လားအဆုံးမကောင်းတော့တိုက်ပွဲကိုတိုက်ခဲ့ပြီလို့ပြောနိုင်ဖို့ဒီနေ့ဘာတွေလို့နေလဲဆိုတာစဉ်းစားဖို့လိုတယ်ပေါ့မှန်ပါတယ်ဂျီတိုင်းနေလို့မရဘူးတတိလေကိုဝိညာဉ်ရချေနေအမှုဆောင်ခြင်းဆက်ဆံရေးတွေကိုပြန်သွန်းတတ်ကြီးလူအရင်ပြောင်းလဲဖို့တိုက်တွန်းနေတာပါဒါမှနောင်တခင်မှာပေါ့။တနည်းအားအချက်ကတစ္ဆာရှိတဲ့ဆက်ဆံရေးတွေရဲ့တန်ဖိုးကိုတည်ဟူနေလူလိုအချက်တွေကိုအတိအမှတ်ပြုတ်ဖို့ဒီမှာလို့စွန့်သွားဖို့ရှိတယ်လို့ လူကလို့တစ္ဆာရှိသူလည်းရှိတယ်အဲ့ဒီလိုတစ္ဆာရှိတဲ့မိဆွေလေးကိုတန်ဖိုးထားရမယ်ဟုတ်တယ်ကိုလိုက်ကလည်းသမ ्या ကအဲ့လိုလိုဖြစ်ဖို့ကြိုးစားရမယ်ပြီးတော့ရှင်ဘောလိုဝုလွန်နဲ့စာအုပ်တောင်းတာကနေသင်ယူရမှာကကျွန်တော်တို့အားလုံးမှာလွားချက်တွေရှိတယ်ဆိုတာလက်ခံဖို့ပဲဝိညာဉ်ရေးမှာဘယ်တော့ရင့်ကျက်နေပါစေလွားချက်တွေရှိတော့ပဲနမ်သင်ယူမှုကိုလည်းဘယ်တော့မှမရက်တင်ဘူးဆိုတာနဲ့ဟုတ်ကဲ့အဲ့ဒါလည်းအရေးကြီးတယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးလို့ကျွန်မထင်တာကတော့အဆုံးသက်ကိုမျောလင်းချက်နဲ့ရင်ဆိုင်ဖို့ပဲ။ ရှင်ဘိုးလူကတေမာကိုမကြောက်ဘူးဖြောင်းမချင်းဒရာဖူကိုမျောလဲနေတယ်ဟုတ်တယ်အဲ့ဒီမျောလင်းချက်ကတကယ်အစွမ်းထက်တယ်လက်ရှိဘယ်လောက်ပဲခက်ခဲနေပါစေအနာဂတ်မှာဖျားစီကဆူလာလပ်နဲ့ဖုံးစည်းစံရှိတယ်ဆိုရယ်မျောလင်းချက်ကကျွန်တော်တို့ကိုဒီနေ့မှာတစ္ဆာရှိရှိဆက်လျှော့ဖို့အားပေးနိုင်တယ်ဗျာဒီနေ့တိမောသေးဒုတိယဆောင်အခန်းကြီးလေးကိုလေ့လာရင်းရှင်ပေါလုရဲ့တစ္ဆာရှိမှု ခိုင်နိုင်ရင်လူသားဆန်မှုနဲ့သူရဲ့ခိုင်မာတဲ့မျောလင့်ချက်တွေကိုတွေးခဲတာပါတယ်တကယ်ကိုအားရှိစရာတင်ကန်းစာယူစရာတွေအများကြီးပဲနော်ဟုတ်ပါတယ်ဗျာသူကအခက်ခဲတွေအများကြီးကြားကနေသူပြေးပွဲကိုအဆုံးထိပြေးခဲ့တယ်အထက်ကတော့ယုံကြည်ခြင်းကိုစောင့်ရှောက်ခဲ့တယ် အဲ့တော့ဒီနေ့လေးလာမှုကိုအဆုံးသတ်တဲ့အနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ခြင်းတာကလေဟုတ်ကဲ့ရှင်ပေါ်လူရဲ့ငါယုံကြည်ခြင်းကိုစောင့်ရှောက်ပြီးဆိုတဲ့စကားကို စိတ်ထဲထားပြီးတော့ဒီလာမဲ့တပတ်မှာကိုယ့်ရဲ့ယုံကြည်ခြင်းကိုပိုခိုင်မအောင်ဒါမှမဟုတ်ကိုယ်ကြုံနေရတဲ့အခက်ခဲစင်ခေါ်မှုတွေကြောင့်မှယုံကြည်ခြင်းကိုစောင့်ရှောက်နိုင်ဖို့လက်တွေ့ဘာများလုပ်ဆောင်နိုင်မလဲအခုခုပေါ့ ကိုယ့်ရဲ့ဝิญญရာတတာမှာဒီစောင့်ရှောက်ခြင်းကိုဘလို့လက်တွေ့လုံးကြမလဲဆိုလာလေစဉ်းစားကြည့်စေခြင်းပါတယ်ဗျာကောင်းတဲ့မေခွန်းလေးပါပဲဒီနေ့ The Wise Believers ကဖြူစုထားတဲ့အချက်အလက်တွေကိုအခြေခံပြီးရှင်ပေါင်းသူရဲ့နောက်ဆုံးမှကြချက်ကြည့်ထဲကထိုးထွင်းညံတွေကိုအတူတကွစူးစမ်းလေ့လာခဲ့ကြတဲ့အထက်ကျေးဇူးတင်ပါတယ်ရှင်